တုံးတုံဖို့ဖို့တတော်ဆိုရင်မိမကိုစလိုက်တာပါလို့ဖြေရှင်းလာတဲ့မိသားမိမိပြိတဲ့ကြီးတုံးတုံဖို့ဖို့တခြင်းကတော့ခုလက်ရှိတတော်မှာလူကြိမ်များနေပြီးတော့တတော်ဆော့သူအများကြီးရှိလာပြီနော် တုံတုံဖုံဖုံဆိုတာကခွင်းလေးတွေရဲ့နာမည်ဖြစ်ပြီးတော့သူတို့တခင်တွေကသူတို့ကိုချစ်စနိုးတခြင်းလို့ဆိုရင်ပေါက်သွားကြတာပါ။ဒါကိုတရုတ်ဆောင်အများစုနဲ့မင်းသားမင်းသမီးတွေကပါလိုက်စော့ကြတာဖြစ်ပါရည်။တုံတုံဖုံဖုံတခြင်းကိုလိုက်စော့တဲ့သူအများကြီးရဲ့မမမင်းမြက်ကပါတရုတ်ဆောင်ဆွေနဲ့တူချစ်စရာပုံစံလေးစော့ကြတာဖြစ်ပါရည်။မင်းမြက်ရဲ့တုံတုံဖုံဖုံစော့ပုံဟာအမြင်ရိုင်းစေပြီးတော့မဖွဲမရဖြစ်တာမို့ပရိသတ်များကဝေဖန်နေကြတာဖြစ်ပါရည်။မင်းမြက်ကတော့ဆွေဆိုရမင်းသားဖြစ်ပေမဲ့သူဟာဟာတာကားတွေများကြီးတရုတ်ဆောင်ရင်အပြင်မှာပါလူချစ်လူခင်ပေါ်သူ ဖြစ်ပါတယ်။ဒေါက်တာဖော်ဖော်ကအင်းမြင်းမြရှိမှသမိမလည်းရှိတော့သမိမကိုစားလိုက်တာပါ။ဘလို့သဘောမျိုးမှမဟုတ်ဘူးလို့ပြောပြခဲ့တာဖြစ်ပါတယ်။ ဒီလိုအမြင်မသိတော်သွားတဲ့အတွက်လည်းပြည်သက်ကြီးကိုဘာမှမရည်ရွယ်စေပေသမိမကိုစတာမလို့နားလေပေးစီခြင်းလေလို့တောင်းပန်ကြတာဖြစ်ပါရယ်ဟာတညံရှိပြီးတော့ကြာရစရုပ်ကိုပြပအောင်တယောက်ဆောင်နေတာကြောင့်မြမပြည်ရဲ့ထိတ်တဲမင်းသားတလက်ဖြစ်နေတာပါမြင်းမြတ်တို့မိသားစုကလည်းပျော်ပျော်နေတတ်ပေတငယ်ချင်းမိတ်ဆွေတွေကလည်းမြင်းမြတ်ရဲ့အိမ်မှာဝင်းထွက်သွားလာနေကြတာဖြစ်ပါရယ်တယောက်ဆောင်စီးနေတဲ့တတော်ဆော့တာမဟုတ်ပေအခုဆိုရင်မြင်းမြတ်ရဲ့ official တတော်လေးဖွင့်ထားတာမလို့သူဆော့ထားတဲ့ဗီဒီယိုတွေနဲ့တို့မိသားစုသမီးလေးတွေသားလေးတွေနဲ့ဗီဒီယိုလေးတွေသားတွေ့ရမှာဖြစ်ပါရယ် သူကဒေါက်တာဖော်တချင်းလေးဟာတစ်တော့မှာပပီးသားမလို့သူတို့ရဲ့ကောက်ွယ်တိုင်းဆော့ဖြစ်တာဖြစ်ပြီးတချင်းရဲ့ကောက်ပုံတွေကိုတော့သူနဲ့ဆွေတို့နှစ်ယောက်ကအတော်လေးကျင်းရတယ်လို့ပြောပါတယ်။ဘေးနာကပြီးတော့ရိုက်ပေးတဲ့တယောက်ဆောင်ကင်းညီတော်မှလို့ရနေပြီးသူတို့နှစ်ယောက်ကကောက်ွက်တွေမားနေတော့လို့မီဒီယာတွေကိုမနာမရှိဘဲနဲ့ဟာသဆက်ဆန်ပြောပြခဲ့တာပဲဖြစ်ပါတယ်။မြင်မြက်ကလည်းတစ်တော့ကိုအမြဲတမ်းဆော့မှာမဟုတ်ပဲသူတို့ရဲ့နေစဉ် lifestyle လေးတွေကိုပရိသတ်တွေနဲ့ဆက်သွယ်မပြတ်စေခြင်းတဲ့သဘောမျိုးတင်ပြမှာပါ။ပေါသမျှထွန်းလိုက်ပြီးတော့မဆော့ပါဘူးလို့ပြောပါတယ်။အမြဲလေးတင်မှာမဟုတ်တော့ပရိသတ်တွေလည်း တခါတလေတွေ့တာကိုအစမ်းဖြစ်ရင်ဖြစ်သွားနိုင်တယ်လို့ဆိုထားပါဗျ။မြင်းမြင်းရဲ့ TikTok fake account များတာကြောင့်လည်းအချို့ကအစ်စ်တရင်ကိုတုထင်ကြပြီးတော့လာဆဲကြတာရှိပါသေးတယ်။တခါတလေဆော့တာမလို့အမြဲတမ်းမဆော့နိုင်တာကြောင့်အမောပိုင်ရဲ့နူးညွတ်တောင်းပန်ပါတယ်လို့ပရိသတ်တွေကိုပြောပြခဲ့တာဖြစ်ပါသေးတယ်။ဆေဆုံရမိသားဖြစ်ပေမဲ့လည်းပရိသတ်နဲ့မစိမ့်ပဲဟဲ့ရမရှိတော့လူချစ်လူခင်ပေါများတာပါ။အသာအစားကလည်းရှိတဲ့တော့တောက်ပေါ်တော့ပဲတင်ငယ်ချင်းနေနဲ့မြင်းမြတ်တို့အိမ်မှာအမြဲမပြတ်တွေ့ရတာလည်းဖြစ်ပါသေးတယ်။မြင်းမြောင်နောက်ထပ်တက်တော့တွေဆော့ဖို့လည်းရှိသလိုပရိသတ်ကြီးနဲ့အမြဲမပြတ်တွေ့ကြတာမလို့မကြမကြဆော့ ြမှာပါအမြင်နဲ့ကြည့်တော့မစော့တတ်ပါဘူးလို့ပြောပြပေးရင်လည်းသူတို့ရဲ့တချိန်ကရုပ်ရှင်ဇာတ်ကားလေးတွေကိုလည်းသူ့ရဲ့ official TikTok မှာတင်ပေးဖို့ရှိပါတယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးတို့လည်းတုံ့တုံဖဖို့တချိန်လေးနေ TikTok ဆော့နေရင်တရုတ်ဆောင်မြင့်မြတ်ပေါ်မှာမှတ်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်အားပြီးနောက်ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့အသင်းတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့ရှင်။အာဘီနာစင်ကေကြားရီပြည်သက်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမီတာစကားလေးပို့တာရင်းနဲ့ပဲဒီနေ့ရဲ့စီစဲလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာပြည်သက်ကြိုက်လာမယ့်ဆယ်လီတွေနုပညာရှင်တွေအသင်းတူပြန်လာခဲ့ပါဦးမယ်။